မင်းအောင်ကတော့ဒုတိယကြီးမှာပဲအလဲထိုးနေနိုင်ရရှိသွားပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျာ။အာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ကျွန်တော်တို့ထိုးမင်းအောင်ကတော့ဒီထိုင်းဖိုင်တာချက်ဘက်ကိုဒုတိယကြီးမှာပဲအလဲထိုးနေနိုင်ရရှိသွားပါတယ်။ဒီဘွဲကပြောသလောက်တော့လွယ်ခဲ့တဲ့ဘွဲတော့မဟုတ်ဘူး။ပထမကြီးကလေးကပြိုင်ဘက်ရဲ့ခြေကန်ချက်တွေကတော်တော်ကောင်းတော့ပြန်ပဲရညာခြေကန်ချက်တွေကထုံးမင်းအောင်ကိုဒါမျက်နှာကိုနှစ်ချက်လောက်တိထည့်ရယ်ပေါ့နော်လက်ဘင်းနှာကိုပိုင်ပိုင်နိုင်နိုင်မထိလို့သာနေရင်သူ့အနေနဲ့အရန်ကြီးအထိမနာ ဒီပထမခြေကလေးက2ချက်လောက်ထိရယ်ထိပြီးတော့ပြိုင်ဘက်ရဲ့ response ကလည်းတော်တော်မြန်နေပါတော့ပြီးတော့သူ့အနေနဲ့ကဒီဘောင်စင်တွဲလုံးလေးရီမှာဆိုလဲတော်တော်လေးတွက်ပြီးတော့ကောင်းကောင်းလှုပ်ရှားနိုင်အောင်တွေးရဖုံးမြောင်အနေနဲ့ကနည်းနည်းလေး pressure ပေးထားပြီးတော့ဘဲဖြောင်းလက်သီးကိုအပိုင်ထိုးကျင်တယ်ဆိုပေမဲ့ပြိုင်ဘက်ရဲ့လှုပ်ရှားပုံကထင်သာတဲ့ပို့ပြီးတော့ကောင်းနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လုံးဝအခွင့်အရေးမရဘူး ပထမကြီးမှာဆိုရင်ဒါထုံးမအောင်နှိမ့်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ပြိုင်မဲ့ဘက်ကနေပြီးတော့ကောင်းကောင်းတုံးပြန်နိုင်တယ်။ခြေကန်ချက်တရားလည်းတော်တော်ကောင်းတယ်။ထုံးမအောင်ဘက်ကနေပြီးတော့ဒီပြိုင်ဘက်ကိုခြေကန်ရှင်ကန်မှုကြိုးစားတယ်ဆိုပေမဲ့ဒီ speed ကျင်းကတော်တော်လေးကွာတယ်ပေါ့နော်။ပြိုင်ဘက်ကတော်တော်လေးတွက်နေတဲ့အတွက်ကြောင့်မလို့ကန်လို့မရဘူး။ဒါပေမဲ့ဒုတိယကြီးမှာအဓိကအလှည့်ပြောင်းဖြစ်သွားတဲ့နေရာကထုံးမအောင်ကွဲပြီးရဲ့နောက်ပိုင်းမှာထုံးမအောင်က သူ့ရဲ့ဒီတယောက်နှစ်ယောက်ဒီရှင်ပြီးတော့ထိုးရင်းနဲ့သူ့ရဲ့ ဘယ်ဘက်မျက်ခုံးပေါ့နော်ကျွန်တော်ဘယ်ဘက်မျက်ခုံးတော်တော်လေးကိုအကွဲကြီးသွားတယ်ပြောရမျက်ခုံးညာရှေ့ဟိုပါအင်တာဗျူးပြူးနေတော့ဆိုလို့ရှိရင်ရှေ့ဟိုပါလန်ကြရည်ဖြစ်တာအင်းနေရာဆိုလို့ရှိရင်ကျွန်တော်တည်းအနေဆုံးမချုပ်ရအောင်ဆိုရင်အနေဆုံး၁၀ချက်နဲ့၁၅ချက်လောက်ကြာလောက်မဖြစ်မနေချုပ်ရမယ်လို့တော့ထင်ပါအဲ့လိုမျိုးကွဲသွားပြီးရနောက်ပိုင်းမှာဒုတိယခြေစကလေးကနည်းနည်းလေးဟိုပြိုင်ပွဲကပို့ပြီးတော့ထုံးမအောင်ပဲနည်းနည်းပါလာရယ်ပေါ့နော်ထုံးမအောင်ဘက်ကထိချက်တွေနည်းနည်းစပြီးတော့ရလာရယ်ပြီးတော့ပို့ပြီးတော့ဒီနှစ်ယောက်တွန်းတွန်းတိုက်တိုက်ကစားတဲ့အချိန်မှာထုံးမအောင်ကလည်းအတော့ ပါဝါပြည့်နဲ့ရုံးလိုက်မယ်။အေဒူနီယာချီမျက်ခုံးကွဲပြီးတော့ပြန်ပြီးတော့စတဲ့အချိန်မှာဆိုလို့ရှိရင်ထုံးမဲအောင်ရဲ့ဘယ်ဖြောင်းလက်သေးကလုံးဝဖင်ထန်ရက်ကိုပြုတ်ကျသွား။ပြန်မဲ့ချက်ဘက်ကလုံးဝသူခြေကံကံမလို့ပြင်နေတော့မှထုံးမဲအောင်ရဲ့ဘယ်နဲ့သေးကပါဝါအပြည့်နဲ့ထိလိုက်တဲ့အတွက်ကြောင့်မလုံးဝပြုတ်ကျသွားတယ်။ကျွန်တော်ဆိုလို့ရှိရင်ပြန်မဲ့ကလုံးဝထမလာတော့လောက်ဘူးလို့ထင်တာ။လုံးဝနှာခေါင်းသွေးတွေပါရှံပြီးတော့ပြန်မဲ့ကတော်တော်ကြီးကိုမူးဝေသွားတယ်။ဒါမဲ့အတင်းကိုမရမကပြန်မဲ့ကလည်းပြန်ထလာတယ်ပေါ့နော်။ ထလာတဲ့အချိန်မှာဆိုရင်ထုံးမအောင်ဘက်ကလုံးဝဘာမှမစင်းစားတော့ဘဲနဲ့တောက်လျှောက်ကိုပွဲလိုက်ဖြတ်တာဒါဒုတိယအချိန်နော်တောင်းထွက်ကြသွားတယ်ကြာသွားတဲ့အချိန်မှာတော့မှပြိုင်ဘက်ကပြန်အောင်ထလာပါကြည်ပြိုင်ဘက်စိတ်တက်ကိုလည်းတကယ်ကိုချီးကျူးရမှာဖြစ်ပါတကယ်နဲ့ဒုတိယအချိန်ပြန်ထလာတဲ့အချိန်မှာစက္ကန့်20လောက်ပဲလူရောဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့အချီသာပြေးသွားရင်ကျွန်တော်ကဒါထုံးမအောင်ဘက်ကနေပြီးတော့အမှန်ရတတိယကြီးရောက်သွားမှာစိတ်ပူပါဒါမဲ့လည်းထုံးမအောင်ဘက်ကလုံးဝပေါဝါအပြည့်နေဘူးတောက်လျှောက်ယုံပြီးတော့ပွဲဖက်ပြလိုက်နိုင်တာဖြစ်ပါ ထုံမြောင်အနေနဲ့လည်းလဲထိုးပြီးတဲ့အချိန်မှာတော်တော်လေးကိုပျော်နေတဲ့ပုံစံပေါက်တယ်။သူ့ရဲ့လက်ရှိဒီပွဲရဲ့ performance ကတော့တော်တော်လေးကောင်းတဲ့အနေထားတစ်ခုမှရှိပါဘူး။ပထမအချိန်မှာဆိုရင်တော့ပြိုင်ဘက်ကသူထင်ထားတာထက်လည်းပိုပြီးတော့တွတ်တယ်။လက်သီးထွေးလုံးတွေကလည်းပိုပြီးတော့ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ထုံမြောင်ဘက်ကနေပြီးတော့အရန်ကြီးမတုံ့ပြန်နိုင်ဘူးပေါ့နော်။ပထမအချိန်မှာမတုံ့ပြန်နိုင်ဘူး။ဒါပေမဲ့ထုံမြောင်ဘက်ကနေအရန်ကြီးလောတာမျိုးမလုပ်ပဲနဲ့ဒါသေးသေးချာချာစောင့်ပြီးတော့အပိုင်းတစ်ချက်တည်းနဲ့ဒါ knockdown ကျသွားတဲ့အချိန်မှာရလာတဲ့အခွင့်အရေးကို ပိုင်ပိုင်ထိုင်ထိုင်အသုံးချလိုက်နိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမြင်တယ်။ထုံးမြောင်ဘာကဒီပွဲမှာကျွန်တော်ကြည့်ရတဲ့လောက်ဆိုလို့ရှိရင်အရန်ကြီးအမှားအများကြီးမလုပ်ဘူး။ကိုကိုအတိုင်းထံတစ်ခုတည်း safe ဖြစ်အောင်ကစားတယ်။ အစားပြီးတော့သူ့ရဲ့ဒီခြေတံလက်တံအားသာချက်ကိုအတိုင်းအတာတစ်ခုထိထုတ်သုံးမှုစူးစမ်းလာတာကိုတွေ့ရတယ်ပေါ့နော်။ရိုင်းစုပ်ဝင်တာမျိုးမဟုတ်ဘဲနဲ့အကွာဝေးတစ်ခုကနေပြိုင်ဘက်ကိုပေါအောင်ထိုးကိုစူးစမ်း။ clinch ဘိုင်းနေနဲ့ဂျုံအားဘိုင်းမှာဆိုရင်လည်းထုံးမြအောင်ဒီပွဲမှာတော်တော်လေးကောင်းမယ်။အဓိကအဖြစ်သူ wake up လုပ်တဲ့အနေအထားကတော်တော်လေးချောချောမွေ့မွေ့နဲ့ပြီးသွားတဲ့အနေအထားတစ်ခုမှရှိရဆိုပြီးတော့ကျွန်တော်ဒါပွဲကြိုသုံးသက်ချက်မှာလည်းပြောခဲ့ပါဒီပွဲမှာဆိုလို့ရှိရင်ထုံးမြအောင်ရဲ့ဂျုံအားပါဝါဘိုင်းကအရင်ပွဲတွေအရထပ်ပို့ပြီးတော့ ကောင်းလာရင်တို့တော့မြင်တယ်ပေါ့နော်အဓိကအဖြစ်ပါဝါဘိုင်းမှာဆိုရင်တင်းသတာရုံကကောင်းလာတယ်ပြီးတော့ဒုတိယခြေနောက်ထိအတကုံရုံနိုင်နေသေးတာကိုတွေ့ရပါတယ်ဒီပွဲမှာတော့ဒါထွန်းမြောင်ရဲ့ performance ကတော့တော်တော်ကြီးကောင်းတယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိပါဒါတော့မှပဲဒီခြေခံချက်တချို့ခံခံရတာနည်းနည်းရှိသေးရေပေါ့နော်ဒါပေမဲ့ပြန်မှတ်ကနည်းနည်းဒီအရက်နှိမ့်နေကြတာမှဖြစ်တော့ကျွန်တော်ဒါပွဲကြုံမှလည်းပြောခဲ့ပါ ပြန်ဘက်ကအရက်မြင့်ရင်ညိုသင်းချင်းနဲ့ထိမယ်အရက်နဲ့ရင်ကြတော့သူကပခုံးကိုကြောပြီးတော့ချိုးမကန်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထိချက်ကမကောင်းတဲ့အတွက်ကြောင့်မလို့ဒါထုံးမြောင်မိုးဝေသွားတာမျိုးတော့မဖြစ်ခဲ့ဘူးပေါ့နော်ထုံးမြောင်ဘက်ကနေပြီးတော့ဒီဘဲနဲ့တီးရယ်ပြီးတော့ရှင်ပြီးတော့ဆောင်းတဲ့အချိန်မှာဆိုလို့ရှိရင်ရုံအားပိုင်းတော်တော်ကောင်းပါပြန်ဘက်ကပြန်ဘက်ကဆက်ဆက်ချင်းပါတကယ်ပြန်ဘက်ကနှစ်ချက်လောက်ထိပါဒါထုံးမြောင်ဆက်ဆက်ချင်းရှင်ထိုးတယ်ဆိုလို့ရှိရင်ပြန်ဘက်ကနှစ်ချက်သုံးချက်လောက်ထိရောမှာထုံးမြောင်ကတစ်ချက်ပဲထိသေးတယ်ဒါမဲ့ နည်းနည်းလေးအဲ့လိုပိုးသွားပြီဆိုတာနဲ့ထောင်းမမရဘက်ကနေပြီးတော့အတခေါဝုံနှိုင်းဝုံနှိုင်းဆိုပြီးရုံနဲ့အချိန်ကိုပြိုင်ဘက်ကအဲ့လိုကြီးမခံနိုင်ဘူးပြိုင်ဘက်ကဒီစနစ်ပိုင်းတော့တော်တော်လေးတော့ကောင်းတဲ့နေရာမှာပါတယ်လက်သေးထိုးချက်ဒီဆိုရင်လည်းသူ့ပေါင်းစင်တွဲလုံးလေးတွေတော်တော်လေးကိုလေ့ကျင့်တာဒါပေမဲ့ထောင်းမရဘက်ကနေပြီးတော့ပါဝါတော်တော်လေးကြီးရဲ့အတွက်ကြောင့်မလို့ဒီဒုတိယအကြိမ်မှာဘယ်လက်ကြီးအပိုင်တစ်ချက်ထိရဲ့အချိန်မှာပြိုင်မက်ကလုံးဝတော်တော်လေးစိုးစိုးဝါးဝါးနေကြတော့ဒီဘက်မှာထုံးမအောင်ရဲ့ပါဝါဘိုင်းနဲ့ရုံဝါဘိုင်းကတော်တော်လေး စကားပြောသွားရလို့မြင်တယ်။ဒီပြိုင်မကျသွားတဲ့အချိန်မှာဆိုရင်လုံးဝဒီပါဝါပိုင်းမလျော့ဘဲနဲ့တောက်လျှောက်နောက်ထောင်း၃ချိန်ထိရအောင်လို့အဖိပြီးတော့လိုက်ထိုးနိုင်တယ်ပေါ့နော်။သူလိုက်ထိုးတဲ့အနေထားတွေကလည်းအရင်ပြီးပြီးတော့ထိုးတာမဟုတ်ဘဲနဲ့လိုအပ်ရင်လိုအပ်သလိုပင့်နေတဲ့ရေပညာတွေပြီးတော့ body ပိုင်းနေလေတော်တော်လေးလိုက်နိုင်စိတ်ပို့ပြီးတော့ငြိမ်လာတယ်လို့တော့ကျွန်တော်စိတ်ထဲမြင်တယ်။အကြမ်းမတမ်းကြီးပဲအရင်သုံးတာမျိုးမဟုတ်တော့ဘဲနဲ့သူ့အနေနဲ့ ပွဲဖြတ်ဖို့အခွင့်အရေးရလာတဲ့အချိန်မှာဘယ်လိုလုပ်ရမလဲဆိုတော့ကောင်းကောင်းစီမံလာနိုင်တယ်လို့တော့မြင်တယ်။ဒါပွဲပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါထွန်းမြောင်ကတော်တော်လေးနဲ့ performance ကောင်းတဲ့အတွက်ကြောင့်မလို့ bonus ကလည်းဘတ်3သိန်းဝယ်ရသွားတယ်ပေါ့နော်။သူ့အနေနဲ့လည်းဒါ chat tree ကနေစပြီးတော့သူ့ရဲ့ညီပြဖွဲ့ဝင်တွေအကုန်လုံးကိုကျေးဇူးတင်စကားလေးတရားလေးပြောသွားပါ။ interview မှာဆိုရင်တော့အကွဲကတော်တော်လေးကြီးရယ်ဗျ။ကျွန်တော်ကြီးရတဲ့လောက်တော့ဒီအကွဲမျိုးဆိုလို့ရှိရင်လုံးဝသိစားဟိဖြစ်ဖို့ဆိုရင်ကျွန်တော်ထင်တော့ အမ်တလားဒါမှမဟုတ်6ဘတ်ပတ်ဝန်းကျင်လောက်ထိနားရလိမ့်မယ်လို့မြင်တယ်။ဒီမျက်ခုံကတစ်ခုလုံးကကွဲပြီးတော့ရှေ့ကိုပါလန်ကြနေရဲ့။အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဝန်ချမ်မင်းချက်ကဆရာဝန်နေဆက်ပြီးတော့ထိုးခွင့်ပေးလိုက်တာပဲတော်တော်လေးကံကောင်းတယ်လို့ပြောလို့ရ။အင်းနေရာဆက်ပြီးထိရဲဆိုရင်တောက်ချောက်ကြီးကွဲတာမျိုးတော့မှဖြစ်သွားနိုင်။ထုံးမယောင်အနေနဲ့ဒါတော်တော်လေးပျော်ပြီးတော့တန်ရာတော့ခယူဆိုင်နေတဲ့အနေထားမျိုးတော့မဟုတ်ဘူး။ပွဲပြီးရချိန်မှာတော့ဒါဆရာဝန်ကစိတ်ပူပြီးတော့သူ့ရဲ့တန်ရာကိုကြည့်နေရပါတော့။တော်တော်များများကွန်မန်တေတာတွေကလည်းအကွဲတော်တော်လေးကြီးတဲ့ ထဲရမှာဒီလိုမျိုးလုံးဝမာခေါ်ပြေးပြီးတော့ရုံကအပြည့်နဲ့ထိုးသက်သွားတဲ့ထုံးမြောင်ကိုချီကျူးနေကြတာတွေ့ရတယ်။ဒီလိုမျိုးချီကျူးမှုမျိုးကတကယ်ကိုဒါထုံးမြောင်အတွက်အနာဂတ်တစ်ခုပို့ပြီးတော့တောက်ပလာရဲ့လို့ပြောလို့ရပါတယ်။ဒါဘလို့ပဲနေနေထုံးမြောင်ရဲ့ potential တွေပို့ပြီးတော့မြင့်လာပြီဆိုတာမျိုးကို commentator တွေကတော်တော်လေးကိုအသားပေးပြီးတော့ပြောသားတာတွေ့ရကျွန်တော်ကိုယ်လည်းထုံးမြောင်အနေနဲ့သူ့ရဲ့ network ချက်တွေကိုကောင်းကောင်းဖြည့်လာနိုင်တယ်။ power ပိုင်း wake up လုပ်တဲ့ process ပိုင်းနေပြီးတော့အရန်ကြီးဟို ုံတိုင်းဝန်တိုင်းဝင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့စောင့်ပြီးသေးချာပါဝါအပြည့်နဲ့ထိုးနိုင်တဲ့ပိုင်းတွေမှာဆိုရင်ထုံးမရတော်တော်လေးတိုးတက်လာလို့မြင်တယ်ပြီးတော့မြတ်ဖုံးအကွက်ကတော်တော်ကြီးတဲ့ကြားထဲရနေပြီးတော့လုံးဝပါဝါအပြည့်နဲ့ဆက်ပြီးတော့ထိုးတက်သွားနိုင်တာကိုလည်းတကယ်ကိုကြည့်ကြရမှာဒါဘလို့ပဲနေနေထုံးမရကတော့ဒီနေ့ညမှာနိုင်ပွဲပြင် bonus ဘတ်3သိန်းခွဲကိုပါဆုတ်ခူးနိုင်လိုက်ပြီးတော့သူ့ရဲ့ record ကတော့အခုချိန်မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးဖြစ်သွားပါတယ်အဲ့ကြတော့ဘလို့ပဲနေနေနောက်ထပ်ပွဲတွေတော့စောင့်ကြည့်ဖို့ ရှိပါဘူး။ထမင်းအောင်ကတော်တော်လေး potential ရမြင်လာတယ်။တော်တော်လေးစူးစမ်းလာတယ်လို့တော့ကျွန်တော်စိတ်ထဲမြင်မိ။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကတော့ဒါထမင်းအောင်ရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီးတော့အဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးဝင်သဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။